မင်္ဂလာပါရှင်။ရှင်နေရန်ကုန်မြို့တော်တွင်းဆောင်ကလီတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်း2025ခုနှစ်မြန်မာအမျိုးသမီးများ၏အထင်မှန်စည်ရင်ရှိမှုက300တိအလဝစ်စားစည်ရင်ထုံးဖွဲ့မှုပြပွဲသို့တက်ရောက်တဲ့တွင်ဖြစ်ပါတယ်။ 2025ခုနှစ်ဇူလိုင်လ3ရက်နေ့တွင်ကြာရောက်ပြီးမြန်မာအမျိုးသမီးများ၏အထိမ်းအမှတ်အဖြစ်ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးကော်မတီကကြီးမှုကျင်းပသောစီရင်ရှိမှုမှ300ဒီအလှဝေစားစီရင်ထုတ်ဖွဲ့မှုပြပွဲကိုဇွန်လ26ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးမြန်မာကုန်းမြို့နယ်ရှိမြန်မာ Convention Center MCC မှကျင်းပရာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်အစိုးသိမ်းမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှနာယကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြန်မာနိုင်ငံမိခင်နေကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအသင်းဘ ഹു ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ရန်ကုန်တိုင်းဒေသကြီးမိခင်နေကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နိုင်ကရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ဇနီးဒေါ်မမော်တန်းရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုရဲ့ဇနီးဒေါက်ခင်မြူထိုင်ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ဆန္နာသွေရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့ရဲ့ဇနီးများရှောင်းကုန်တိုင်းဒေသကြီးအတွင်းရှိတက္ကသိုလ်အသီးသီးမှပေါမခကျုံများနဲ့ចောင်းသားចောင်းသူများ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးအဖွဲ့နှင့်မိခင်နေကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့မှတာဝန်ရှိသူများဌာနဆိုင်ရာအကြီးအကဲများနဲ့တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါဗျ။ရှေ့ဦးစွာပညာရေးတက္ကသိုလ်ရန်ကုန်မှအကျောင်းသူလေးများကမင်္ဂလာပါအခဖြင့်၎င်းသူနာပြုတက္ကသိုလ်ရန်ကုန်မှအကျောင်းသူလေးများကຫນွေရသည့်အလှတဘာဝကိုဖော်ကျူထားတဲ့ခွန်ဆက်ချွေတဲ့ຫນွေတခြင်းဖြင့်၎င်းတက္ကသိုလ်တည်တည်မှအကျောင်းသူလေးများကຫນွေရသည့်ဝတ်စားစင်ရင်ထုံးဖွဲ့အလှပြမှုဖြင့်၎င်း အမျိုးသားယဉ်ကျေးမှုနှင့်အမှုပညာတက္ကသိုလ်ရန်ကုန်မှကျောင်းသားကျောင်းသူလေးများကမိုးရသည့်တရုတ်ဖို့ကျေးလက်တဘာဝကောက်ဆိုက်ရင်းအကဖြစ်၎င်းတရင်ချက်လက်ဤပညာတက္ကသိုလ်မှကျောင်းသားကျောင်းသူလေးများကမိုးရသည့်အလှတဘာဝကိုဖော်ကျူထားတဲ့မစ်ဆောင်တေးသချင်းများဖြစ်၎င်းတရုတ်ဖို့တင်ဆက်ကြပါသည်အဲ့ဒီနောက်တက္ကသိုလ်အသီးသီးမှကျောင်းသူလေးများကမိုးရသည့်ဝစားစင်ထုံးပွဲမှုအလှပြမှုဖြစ်၎င်း အမျိုးသားရည်ကြည်မှုနှင့်အမှုပညာတက္ကသိုလ်ရန်ကုန်မှအကျောင်းသူလေးများကဆောင်းရသည့်အလားတဘာဝကိုဖော်ကျူးထားတဲ့ဆောင်းရသည့်တည်တခြင်းဖြင့်၎င်းအထက်ခတိတကုံမှအကျောင်းသူလေးများကဆောင်းရသည့်အလားတဘာဝကိုဖော်ကျူးထားတဲ့ဆောင်းရသည့်တည်တခြင်းမေဆောင်းဖြင့်၎င်းတက္ကသိုလ်တည်တည်မှအကျောင်းသူလေးများကဆောင်းရသည့်ဝတ်စားစင်ထုံးဖွဲ့မှုအလှပြမှုဖြင့်၎င်းရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရအဖွဲ့ဝင်စနိုးမ ဟွန်ရွှေ၏အကဖြင့်၎င်းတက္ကသိုလ်အသီးသီးမှကျောင်းသူလေးများကຫນွေမိုးဆောင်300သည်ဝစားစင်ထုံဖွဲ့မှုအလားပြမှုဖြင့်၎င်းတေးဥပေါ်တင်ဆက်ကြပါသည်အဲ့ဒီနောက်တေးတန်ရှင်စိတ်နေကြီးတေးတန်ရှင်ချစ်စုစံတေးတန်ရှင်စိုးညီညီနဲ့တေးတန်ရှင်ထွန်းလူတို့ကတေးတချင်းများဖြင့်ဖြောပြီးတင်ဆက်ကြပါသည် အဲ့ဒီနောက်မှာတော့တက္ကသိုလ်တည်တည်မှာဖြိုပြီးတင်ဆက်ကြတဲ့ကျောင်းသားကျောင်းသူလေးများဒေသရှင်များဒီဇိုင်နာနဲ့မေးခဲ့ပညာရှင်များအားကွန်ပျူတာချင်းမြင်ဝင်များနဲ့အလူရှင်များအားကွန်ပျူတာမှတ်တမ်းလွှာများကိုတာဝန်ရှိသူများကပေးရကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါဆက်လက်တင်ဆက်ပြီးမှာကတော့38ကြိမ်မြောက်အပြည့်ပြည့်ဆိုင်ရာမူရစ်စေဝါအလွေတုံမှုနှင့်တရားဝင်ရှောင်းဝင်မှုတိုက်ဖြတ်ရေးနှင့်အထိမ်းမှန်မူရစ်စေဝါမိရှုပ်ဖြစ်စီခြင်းအခမ်းအနားကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး38ကျိန်မြောက်ပြည်ပဆိုင်ရာမူရစ်စေဝအလွေတုံမှုနှင့်တရားမဝင်ရောင်းဝယ်မှုတပ်ဖြတ်ရေးနှင့်အထိမ်အမှန်မူရစ်စေဝမိရှုဖြစ်စီခြင်းအခမ်းအနားကိုဇွန်လ26ရက်နေ့နေ့ပိုင်းကအင်းစင်ခရိုင်နှိုင်းသားရအနောက်ပိုင်းမြို့နယ်ကုံတင်ရင်ရနာကွေမှာကျင်းပရာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်မူဗိုလ်ချုပ်ပြေဆောင်လင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များမြန်မာနိုင်ငံရေးတပ်ဖွဲ့ရဲချုပ်ဒုတိယရေးဘူချုပ်ကြီး ဝင်းစော်မူ ်တမရောရရှိကြီးများတိုင်းဒေသကြီးမူရစ်စေဝါနှင့်စိတ်ကူပြောင်းလဲစေသောစေဝါများအနေတားစီကာကွယ်ရေးဖွဲ့မှအဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများမြန်မာနိုင်ငံရေးတပ်ဖွဲ့မှရဲရရှိကြီးများမြန်မာနိုင်ငံမူရစ်စေဝါစန့်ကျင်ရေးအသင်းဗဟိုဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမြန်မာနိုင်ငံအမျိုးသမီးရေးအဖွဲ့မြန်မာနိုင်ငံမိခင်နေကလေးဆောင်ရှောက်ရေးအသင်းတူနာပြူတက္ကသိုလ်တိုင်းသာတိုင်းသူများနဲ့ចောင်းသားចောင်းသူများတက်ရောက်ကြပါတယ် အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်ဦးစိုးသိန်းကအဖွင့်အမှားစကားပြောကြားပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးဘူရစ်စေဝါနှင့်စိတ်ကိုပြောင်းလဲစေသော စေဝါများအနေဖြင့်ဒါချီကကွယ်ရေးအဖွဲ့အတွင်မူရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှရဲမှုချုပ်စိန်လွင်ကဖန်စီရမည့်ဘူရစ်စေဝါဓာတုပစ္စည်းများနှင့်ဆက်ဆက်ပစ္စည်းများမိရှုပ်ဖြည့်ဆည်းခြင်းနှင့်ပတ်သက်လို့ရှင်းလင်းတင်ပြပါရစေ။ အဲ့ဒီနောက်ဒိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာမီးရှို့ဖျက်ဆီးမဲ့မွေးရစေဝါများနဲ့ဓာတ်ရုပ်ပစ္စည်းများအားလှည့်လည်ကြည့်ရှုစစ်ဆေးကြပါတယ်။အဲ့ဒီနောက်ဒိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဒိုင်းမူဒိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုနဲ့မြန်မာနိုင်ငံမူရစ်စေဝါစန့်ကျင်ရေးအသင်းဖို့ဥက္ကဋ္ဌတို့ကမူရစ်စေဝါများနဲ့ဓာတ်ရုပ်ပစ္စည်းများအားစက္ကလုံနှိပ်၍မိရှုဖြစ်စီကြပါသည်မိရှုဖြစ်စီခဲ့တဲ့မူရစ်စေဝါများဟာ ရန်ကုန်တိုင်းဒေသကြီးအပါအဝင်ယထာရေးတပ်ဖွဲ့၊ကရင်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်းဒေသကြီးနဲ့အမြန်လမ်းမကြီးရေးတပ်ဖွဲ့တို့မှဖမ်းဆီးရမိမှုရေးစေဝါများဖြစ်ပြီးအမျိုးအစားအပြင်36မျိုးကာလာပေါင်စီမြန်မာငွေကျပ်တန်ပေါင်း၄သိန်း၂000ကျော်အမေရိကန်ဒေါ်လာ118တန်းကျော်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့ရှမ်းကုန်းတိုင်းဒေသကြီးပြည်ပြည်ဆိုင်ရာမူရစ်စေဝအလွှဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတပ်ဖြတ်ရေးနှင့်အထိမ်မှန်စုချင်းညင်ချင်းအခမ်းအနားကျင်းပတဲ့တရင်ဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာမူရစ်စေဝအလွှဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတပ်ဖြတ်ရေးနှင့်စုချင်းညင်ချင်းအခမ်းအနားကိုရှမ်းကုန်းတိုင်းဒေသကြီးအစိုးရဖွဲ့ရုံးမင်္ဂလာခမ်းမှာမှာဇွန်လ26ရက်နေ့နဲ့7ရက်နေ့ကကျင်းပရာရှမ်းကုန်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းတက်ရောက်မှာစကားပြောကြားကြောင်းသိရပါတယ်။ အခမ်းအနားတွင်38ကြိမ်မြောက်ပြည်ပဆိုင်ရာမူရစ်စေဝါအလွဲတုံမှုနှင့်တရားဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေတွင်မူရစ်စေဝါနှင့်စိတ်ကိုပြောင်းလဲစေသောစေဝါများအနေဖြင့်ဒါစီကာကွယ်ရေးဘုတ်အဖွဲ့ဥက္ကဋ္ဌပြည်ထောင်ဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဌာနမှပေးပို့တဲ့သဝန်လောင်းအားရခိုင်တိုင်းဒေသကြီးမူရစ်စေဝါနှင့်စိတ်ကိုပြောင်းလဲစေသောစေဝါများအနေဖြင့်ဒါစီကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌကဖတ်ကြားပါသည်အရင်နောက်မူရစ်စေဝါနှင့်စိတ်ကိုပြောင်းလဲစေသောစေဝါများအနေဒါစီကာကိုရေးဖို့အဖွဲ့ရဲ့စာမျက်ချက်မှတ်တမ်းဗီဒီယိုအားပြသပါရစေ။ အဲဒီနောက်ဒိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်တိုင်းမှုနဲ့တာဝန်ရှိသူများကမွေးရစီဝါတာစီနှိမ်နင်းရေးလုပ်ငန်းများကိုဆန်းဆန်းတမန်ကြိုးစားဆောင်ရွက်ခဲ့တဲ့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့မှရဲတပ်ဖွဲ့ဝင်များအားဂုဏ်ပြုဆုမြားပေးရချင်ကြပါသည်။ အဲဒီနောက်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ38ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူရစ်စေဝါအလွှဲသွုံမှုနဲ့တရားဝင်ရောင်းဝယ်မှုတက်ဖြည့်ရေးနေ့အထိမ်းအမှအသိပညာပေးပြကန်းတွင် ပြသထားတဲ့မှတ်တမ်းတက်ပုံများအားလှည့်လည်ကြည့်ရှုကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါ